မင်္ဂလာပါဒီနေ့မှာတော့ညီမတို့ညီမ property dealer ကနေတရုတ်နိုင်ငံတောင်ဘက်ဆွမှာရှိတဲ့ကွမ်ကျုံးပြည်နယ်မှာရာသီဥတုဖောက်ပြန်ပြီးမိုးသည်ထွန်းစွာရွာသွန်းခဲ့တဲ့အတွက်မြင့်ရေရှမ်းမှုဖြစ်ပွားခဲ့တဲ့အကြောင်းကိုပြောပြပေးခြင်းပါတယ် ဖြစ်စဉ်တွေမှာဆိုရင်လူရည်၃သိန်းကျော်နေထိုင်တဲ့မြကန်းဘေးကမြို့နေမြို့ဖြစ်တဲ့ကွမ်ကျုံနယ်ရုံချောင်းတို့ရဲ့နီးမြကန်းမားတွေနဲ့မြေနေပိုင်းမှာနေထိုင်တဲ့ပြည်သူတွေကိုဘေးကင်းရာကိုတင်းချောင်ကြဖို့တာဝန်ရှိသူတွေကပြောပြထားပါတယ်။အခုပြသပေးမယ့်ရုပ်သံဖိုင်ထဲမှာဆိုရင်မြို့ရင်းလန်းနေအဆောက်အုံနေတဲ့လေယာဉ်မြေတွေပေါ်မှာရေလွှမ်းမှုမှုတွေဖြစ်ပေါ်နေပြီးတော့မြေပြိုမှုတွေကြောင့်ပျက်စီးဆုံးရှုံးမှုအများအပြားဖြစ်ပေါ်နေတာကိုလည်းမြင်တွေ့ရမှာပါ။ လူကြီးမင်းတို့ရဲ့အင်ချင်မီတွေကို MPT application မှာအခုပဲအခမဲ့ထည့်သွင်းကြလိုက်ပါ